နည်းရသမီးမရှိများအားလုံးမင်္ဂလာပါရှင်အိဋ္ဌသဘောကိုဆောင်တဲ့ကောင်းတဲ့ဟောပြောချက်တွေကမှန်ကန်ပြီးတော့အနိဋ္ဌသဘောကိုဆောင်တဲ့မကောင်းတဲ့ဟောပြောချက်တွေကတတ်တဆင်လွင်မပါစေ2025ခုနှစ်အောက်တိုဘာလ25ရက်နေ့တနင်္ဂနွေသာသမီများအတွက်တနေ့တာဟောစတန်ဖြစ်ပါတယ်တနင်္ဂနွေသာသမီများအတွက်ဒီနေ့မှာ အလုံးနဲ့ပတ်သက်ပြီးတော့တာဝန်ယူမှုတာဝန်ခံမှုတွေဖြည့်ရှင်ပေးရတတ်တယ်မိษွေအရင်းနေနေဒီနေ့တော့မှအစင်မပြေဖြစ်တတ်တယ်အထက်လူကြီးအကြီးကဲတဦးတယောက်ကနေမိမိကိုတတိရောက်ရောက်အကူညီကောင်းနေထောက်ပံ့ကောင်းနေရရှိတတ်တယ်အလားအပါရွှေရနာနဲ့ပတ်သက်တဲ့ပစ္စည်းတွေဒူးတဲ့ကြီးတဲ့ပစ္စည်းတွေဒီနေ့အတွက်ဝန်ခံတတ်တယ်ကျမ်းမာရေးအနေနဲ့ဘိုင်းနာတဲ့ဘိုင်းအောင်တဲ့ ဝေဒနာမျိုးတွေခံစားရတဲ့အကျိုးပေးတဲ့ကဏ္ဍကတော့၃နဲ့6ဖြစ်ပြီးတော့အကျိုးပေးတဲ့အရာမှာအစိမ်းရောင်ပဲဖြစ်ပါတယ်။ယလျာအနေနဲ့မိမိအိမ်ရှိပြားမှာနေမော်ရေကလူပြားမှာဖြစ်ပါလိမ့်ရှင်။ခဏရသားသမီးမိတ်ဆွေများအားလုံးမင်္ဂလာပါရှင်။ ိဋ္ဌသဘောကိုဆောင်တဲ့ကောင်းတဲ့ဟောပြောချက်တွေကမှန်ကန်ပြီးတော့အနိဋ္ဌသဘောကိုဆောင်တဲ့မကောင်းတဲ့ဟောပြောချက်တွေကတတက်စင်ကိုလွှဲမှားပါစေ2025ခုနှစ်အောက်တိုဘာလ25ရက်နေ့တနင်္လာသာသမီများအတွက်တနေ့တာဟောစတန်းဖြစ်ပါတယ်တနင်္လာသာသမီများအတွက်ဒီနေ့မှာမိတ်ဆွေအပေါင်းအသင်းတွေနဲ့ပတ်သက်ပြီးသွားရင် အစုဆက်သူရှယ်ယာလုပ်ငန်းတွေလုပ်ကြရတတ်တယ်လုပ်ကြမယ်ဆိုရင်လုပ်ကြတင်တယ်ကောင်းတယ်အောင်မြင်မယ်အဆင်ပြေတယ်နော်အဝေးအထည်ဒီဖနက်နိုင်လက်ဆောင်ရတတ်တယ်အခြေအနေနဲ့အင်တော်ရေးမှလည်းတဦးနဲ့တဦးကိုစိုးရင်ပူပန်မှုတွေကတားကြီးကိုညနေတတ်တယ်ကျမ်းမာရေးအနေနဲ့ခါနာတယ်ခါမြတ်တဲ့ဝေဒနာမျိုးတွေခံစားရတတ်တယ်အကျိုးပေးတဲ့ကနန်းကတော့၃နဲ့9ဖြစ်ပြီးတော့အကျိုးပေးတဲ့အယောင်မှာ အစိမ်းအောင်နဲ့အစိမ်းရင်းရင်းအရောင်ပဲဖြစ်ပါတယ်။ရရအနေနဲ့မိမိအိမ်ရှိဖေးအားမှာစပယ်ပန်းကလူပေးအားမှာဖြစ်ပါလိမ့်ရှင်။ခொနည်းသားသမီးမိတ်ဆွေများ အားလုံးမင်္ဂလာပါရှင်။အိတ်ထသဘောကိုဆောင်းတဲ့ကောင်းတဲ့ဟောပြောချက်တွေကမှန်ကန်ပြီးတော့အနိဋ္ဌသဘောကိုဆောင်းတဲ့မကောင်းတဲ့ဟောပြောချက်တွေကတက်တက်စီအောင်ဘဲမပါစေ။ 2025ခုနှစ်အောက်တိုဘာလ25ရက်နေ့အင်္ဂါသားသမီးများအတွက်တနေ့တာဟောစရံဖြစ်ပါတယ်အင်္ဂါသားသမီးများအတွက်ဒီနေ့မှာအစုဆက်သူရှယ်ယာလုပ်ငန်းများ လုပ်ငန်းရတဲ့အိနေယာအိမ်ကိစ္စနေရာကိစ္စများတတူလဲဒီနေ့မှာစိတ်အနှောက်ရှက်ဖြစ်စရာများနဲ့ကြုံရတတ်တဲ့ဟိုဘက်မှာနေရမလို့ဒီဘက်မှာနေရမလို့ဝေခွဲရခက် ဆုံးပြရခက်ဖြစ်နေတဲ့အတွက် အိန္ဒိယအစောဦးကိစ္စအတွက်တည်းစိတ်ရှိတီးခဏကပို့ပြီးတော့အဆင်ပြေတယ်နော်ငွေရေးချင်းနဲ့ပတ်သက်ပြီးတော့လည်းဒီနေ့မှာအာမခံပေးတာကိုကခေါင်းခံပြီးတော့အာမခံပေးတာချီးငါပေးတာမျိုးတွေလည်းမလုံးနဲ့နော်ဒီနေ့အတွက်အထူးရှောင်ခြင်းနော်ကျမ်းမာရေးအနေနဲ့လည်းမျက်စိနာတဲ့မျက်စိအောင်တဲ့ဝေဒနာမျိုးတွေခံစားရတဲ့အချိုးပေးတဲ့ကဏ္ဍကတော့တင့်တဲ့ သုံးဖြစ်ပြီးတော့အကျိုးပေးတဲ့အရာမှရွှေဝါရောင်ပဲဖြစ်ပါတယ်။ရေရယာအနေနဲ့မိမိအိမ်ရှိဖျားမှာအုံဒီစိ6စိတ်ကလူပေးရမှာဖြစ်ပါလိမ့်ရှင်။ခொနည်းသားသမီးမိတ်ဆွေများအားလုံးမင်္ဂလာပါရှင်။အိဋ္ဌသဘောကိုစောင့်တဲ့ကောင်းတဲ့ဟောပြောချက်တွေကမှန်ကန်ပြီးတော့အနိဋ္ဌသဘောကိုစောင့်တဲ့မကောင်းတဲ့ဟောပြောချက်တွေကတက်တက်ဆင်အောင်လွှဲမပါစေ။ 2025ခုနှစ်အောက်တိုဘာလ25ရက်နေ့ဗုဒ္ဓဘုရားသခင်များအတွက်တနေ့တာဟောစရံဖြစ်ပါတယ်ဒီနေ့မှာဗုဒ္ဓဘုရားသခင်များအတွက်အစစအရာရာအစဉ်ပြေအောင်မြင်မဲ့နေ့မျိုးဖြစ်ပါတယ်လူမျိုးကြားဘာသာကြားတွေနဲ့လက်စတုလုပ်ငန်းရှယ်ယာလုပ်ငန်းတွေလုပ်ကိုင်ရတဲ့တဲ့လုပ်ကိုင်မယ်ဆိုလုပ်ကိုင်တင်တဲ့အစဉ်ပြေအောင်မြင်မယ်နော်အချီရင်နဲ့အိမ်တော်ကြီးမှလည်းတူနဲ့တူက ထွေးမကူညီမှုများနဲ့ဒီနေ့အတွက်ဖာယာနေတတ်တဲ့ငွေကြေးကံလေကောင်းတယ်နော်။ကျမရင်အနေနဲ့ခြေတော့မှထိခိုက်ဒဏ်ရာရတတ်တဲ့တတိထားနော်။အကျိုးပေးတဲ့ကဏ္ဍကတော့တင်းနဲ့၃ဖြစ်ပြီးတော့အကျိုးပေးတဲ့ရောင်မှအစိမ့်အမှုရောင်ပဲဖြစ်ပါတယ်။ယရိယာအနေနဲ့မိမိအင်ရှိပြားမှာပုံသီးပါသောမုံကလူပြားမှာဖြစ်ပါလိမ့်ရှင်။နေရသားသမီးမိတ်ဆွေများအားလုံးမင်္ဂလာပါရှင်။ ိဋ္ဌသဘောကိုဆောင်းတဲ့ကောင်းတဲ့ဟောပြောချက်တွေကမှန်ကန်ပြီးတော့အနိဋ္ဌသဘောကိုဆောင်းတဲ့မကောင်းတဲ့ဟောပြောချက်တွေကတတက်ရှင်အောင်မြင်မပါစေ2025ခုနှစ်အောက်တိုဘာလ25ရက်နေ့ဇာတာပရိသသမီးများအတွက်တနေ့တာဝဇရံဖြစ်ပါတယ်ဇာတာပရိသသမီးများအတွက်ဒီနေ့မှာစိတ်ညစ်စရာစိတ်ရှုပ်စရာ နှစ်ကြိမ်နှစ်ခါဂျုံတရားတဲ့ဘယ်လောက်ပဲလုံးလို့တစ်ကြိမ်နဲ့မပြီးတာနှစ်ခါပြန်လို့ရနှစ်ကြော့ပြန်လို့ရတာမျိုးတွေဒီနေ့အတွက်ဖြစ်တတ်တယ်နော်ဒီနေ့မှအနက်ရောင်ကိုလုံးဝလုံးဝအသုံးမပြုနဲ့နော်ကျမ်းမာရေးအတွက်ကဒီနေ့အထူးဗီယူဆိုင်နော်ချစ်သူစီကနေပြီးတော့လက်ဆောင်ရတတ်တယ်ကျမ်းမာရေးအနေနဲ့လဲတွားနဲ့ပတ်သက်တဲ့တွေးနဲ့ပတ်သက်တာဒုက္ခပေးတတ်တယ်အကျိုးပေးတဲ့ကဏ္ဍကတော့ငားနဲ့ခွန်ဖြစ်ပြီးတော့ အကျိုးပေးတဲ့အရာမှာအပြာရောင်နဲ့ရှူပါရောင်ပဲဖြစ်ပါတယ်။ရေရအနေနဲ့မိမိအရှိပြားမှာပန်းတီသုံးလုံးကလူပေးရမှာဖြစ်ပါရဲ့ရှင်။ကိုနေရသားသမီးမိတ်ဆွေများအားလုံးမင်္ဂလာပါရှင်။အိတ်ထသဘောကိုဆောင်တဲ့ကောင်းတဲ့ဟောပြောချက်တွေကမှန်ကန်ပြီးတော့အနိဋ္ဌသဘောကိုဆောင်တဲ့မကောင်းတဲ့ဟောပြောချက်တွေကတက်တက်ဆင်လွင်မပါစေ။ 2025ခုနှစ်အောက်တိုဘာလ25ရက်နေ့တောက်ကြသားသမီးများအတွက်တနေ့တာခွဲစံဖြစ်ပါတယ်။တောက်ကြသားသမီးများအတွက်ဒီနေ့မှမိမိနေအိမ်မှာအလုပ်မှာစိတ်ရှုပ်เสียဆင်းရဲเสียများနဲ့ကြုံရတတ်တဲ့အများနဲ့တယောက်ဆိုသလိုလူတွေနဲ့ဦးကစန့်ကျင်ဘက်တွေဖြစ်နေတတ်တဲ့အခြေအနေနဲ့အိမ်တော်ရင်းမှာလည်းတူးနဲ့တူးကစကားများရတာ ညင်းခုန်နေရတာနဲ့အချိန်ကုန်နေတတ်တယ်။ကျမ်းမာရေးအနေနဲ့သတိထားနော်။အပူလောင်တတ်တယ်။အပူလောင်တာ၊စီပူလောင်တာ၊မီးပူလောင်တာ၊အပူလောင်တာမျိုးတွေဒီနေ့ဖြစ်တတ်တယ်။ငွေရေးချေးကန်ဒီဒီနေ့အတွက်အလွန်ကောင်းတယ်နော်။အကျိုးပေးတဲ့ကဏ္ဍကတော့ခွန်နဲ့ကိုဖြစ်ပြီးတော့အကျိုးပေးတဲ့အရာမှာခရင်ရောင်ပဲဖြစ်ပါတယ်။ရေရရာအနေနဲ့မိမိအိမ်ရှိပြားမှာမုတ်ဆိုင်ပေါက်ကလူပြားမှာဖြစ်ပါလိမ့်ရှင်။ ကုနီယသာသမီမိတ်ဆွေများအားလုံးမင်္ဂလာပါရှင်။အိဋ္ဌသဘောကိုဆောင်တဲ့ကောင်းတဲ့ခေါ်ပြောချက်တွေကမှန်ကန်ပြီးတော့အိဋ္ဌသဘောကိုဆောင်တဲ့မကောင်းတဲ့ခေါ်ပြောချက်တွေကတက်တက်ဆင်အောင်လွှဲမပါစေ။2025ခုနှစ်အောက်တိုဘာလ25ရက်နေ့စနေသားသမီးများအတွက်တနေ့တာဟောစရံဖြစ်ပါတယ်။စနေသားသမီးများအတွက်ဒီနေ့မှရွယ်ထားသမျှစိတ်ကူးထားသမျှအရာရာတွေကဒီနေ့မှ အစားစားအိမ်ကအဆင်ပြေအောင်နေမယ်နော်ရွှေမျိုးများရဲ့ရွှေမျိုးညီကိုမောင်နှမတွေရှိကနေပြီးတော့လေဝမ်းသာစရာတည်င်းနေကြရတဲ့တဲ့အိမ်မကက်ချင်တာအိမ်မမနေချင်တာအိမ်ကထွက်သွားချင်တာအလုပ်ပြောင်းလိုက်ချင်တာအလုပ်ထွက်ပလိုက်ချင်တာမျိုးတွေစိတ်တွေကဒီနေ့အတွက်ဖြစ်နေတတ်တယ်စိတ်ရှည်ပြီးခန္ဓာကပို့ပြီးတော့ဒီနေ့မှအဆင်ပြေတယ်နော် အချိန်ရဲမှလည်းအထင်မြင်လွဲစရာတွေနဲ့ ုံတရတဲ့တဲ့ကျမ်းမာရေးအနေနဲ့ကိုလည်းရရန်တဲ့ဝေဒနာမျိုးတွေခံစားရတဲ့တဲ့အချိုးပေးတဲ့ကဏ္ဍကတော့ငားနဲ့ခွန်ဖြစ်ပြီးတော့ကံကောင်းတဲ့အရောင်မှာအဖြူရောင်နဲ့ငွေအောင်ပဲဖြစ်ပါတယ်ရေရယာအနေနဲ့မိမိအရှိဖီးရမှာပေါင်မုတ်ထောပတ်တုတ်ကလူပေးရမှာဖြစ်ပါတယ်